ရန်လေးပါချစ်တော်မျိုးတို့ရေကျမတို့မိုးမိုးခန့်ဖြစ်ပါတယ်ဒီကနေ့2025ခုနှစ်အောက်တိုဘာလ25ရက်နေ့မင်္ဂလာညချမ်းလေးပါရှင်မင်္ဂလာညချမ်းလေးပါကျမတို့မိဘပြည်သူတွေမျှော်လင့်ဆောင်သားနေတဲ့သတင်းကောင်းလေးကိုကျမပေးခြင်းလို့ပါကျမအခုပဲအိမ်ပြန်ရောက်ပါတယ်နော်ကျမတို့မိဘပြည်သူတွေမျှော်လင့်ဆောင်သားနေတဲ့သတင်းကောင်းလေးပေါ့ဒီအခုလှိုင်းသားရနော်လိုင်းသားရဒီဟိုပါဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့9ရက်ကွက်ပေါ့နော်9ရက်ကွက်ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတယ်ရက်တာသူအထယ်နဲ့စတော့ ပိုင်ရှင် ပိုင်ရှင်ဟိုအမတော်ဘာဝိုင်းလဲတော်ဘာဝါလှိုင်းမော်နော်သူ့ကိုတက်ဆိုင်ရာကနေပြီးတော့ဖန်းစီရေယူစစင်းနေပါပြီဖန်းစီလိုက်ပါပြီနော်နယ်မြေခံကနေပြီးတော့ကျမစီကိုကျမဒီတက်ဆိုင်ရာနယ်မြေခံစာရဖတ်ရဲ့အခွင့်နဲ့ဆက်သွယ်ရပါပြီနော်သူတို့ကိုဖန်းစီရေယူစစင်းနေပါပြီနော်တက်ဆိုင်ရာနေပြီးတော့ဥပဒေနဲ့အညီရေယူသွားပါလိမ့်မယ်နော်အဲတခုကတော့ဟွာပေါ့ ိတ်မကောင်းစရာပေါ့တရက်လိုကနေပြီးတော့တရက်ခံဖြစ်သွားရတာเนาะကိုယ့်ရဲ့မိမိရဲ့ပစ္စည်းကိုခိုးလဲခိုးသေးတယ်ခိုးလဲခံရသေးတယ်တရက်ခံဘဝကိုရောက်သွားတာအဲ့ဒါပေါ့အဲ့ဒါဥပဒေအကြောင်းနားမလဲလို့ခံလိုက်ကြတာเนาะဥပဒေအကြောင်းနားမလဲလို့ဒီပစ္စည်းတွေနဲ့အတူမိထားတဲ့ဒီပစ္စည်းတွေခွင့်ယူထားတဲ့အမျိုးသမီးကိုမိထားလို့ရှိရင်ဥပဒေမဲ့လောက်ရက်တွေမလောက်ပါဘူးမင်းမဲ့စရိုက်ဆန်တဲ့လောက်ရက်တွေမလောက်ပါဘူးဒါကကျမတို့အတိုင်းကြီးကမင်းမဲ့စရိုက်တိုင်းကြီးမဟုတ်ဘူးဥပဒေမဲ့နေထိုင်တဲ့တိုင်းကြီးမဟုတ်ဘူးဟုတ်လား နော်ဥပဒေနဲ့အညီနေထိုင်တဲ့အတိုင်းဒီကျမတို့ဖောက်ပြီးလက်ထက်မှာနော်ဥပဒေအထက်မှာမြည်သူများမရှိစေရဆိုတဲ့စောင့်ပုတ်အတိုင်းကျမတို့လိုက်ပါဆောင်ရွက်နေပါတယ်နော်ကိုကြီးဆောင်ရွက်ပေးနေတာပါဒီပေါ်မှာသူကျွလွန်လိုက်တဲ့အပြစ်တွေကဘာမှအပြစ်မရှိတဲ့ဥပမာအရေးကြီးဆုံးကတော့ကလေးပေါ့နော်အရွယ်မရောက်သေးတဲ့ကလေးဒီအမျိုးသမီးအခုသူတို့ဒီဒီပျက်စီးကိုဒီတွေ့တာသူအထယ်ဆိုင်မှာခိုးယူတဲ့ ပိုက်ရှိခိုးယူတဲ့ဟိုဟာပေါ့နော်အမျိုးသမီးရဲ့နာမည်ကဒေါ်ရခိုင်မလို့သိရပါတယ်သူရဲ့အသက်ကအသက်60ဝန်းကျင်လို့သိရပါတယ်နော်ကျမသူရဲ့လိပ်စာကိုအတိအကျသိရပါပြီရွှေပြည်သားဘက်မှာနေတာအဆောင်ကားနေတာလို့သိရပါပြီကျမမနေ့ကဒီဒေါ်ရခိုင်မနဲ့တွားရောက်ပြီးတော့တွေ့ဆုံပါမယ်နော် ကျမတို့ကဒီဥပဒေနဲ့မဲ့လောက်ရက်တဲ့ဒီလောက်ရက်လောက်ရက်ကိုကျူးလွန်လိုက်တဲ့ဒေါ်ရခိုင်မနော်ဒီခိုးယူတဲ့လူကိုကျမတို့အားပေးအမြောက်လောက်တာမဟုတ်ဘူးနားလဲအောင်နော်မိဘပြည်သူတွေနားလဲဖို့တချို့သောမိဘပြည်သူတွေကတခိုးကိုအားပေးတယ်ဆိုတဲ့ဟာမျိုးပေါ့ကျမတို့ကဥပဒေမဲ့လောက်ရက်ကိုမလောက်ပါဘူးရှင်ဒီတခိုးကိုအားပေးအမြောက်လောက်တာမဟုတ်ပါဘူးသူသူသာနော် ဥပဒေမဲ့ဒီခိုးမှုကိုကျူးလွန်ခဲ့တဲ့သူကိုဒီဆိုင်ပိုင်ရှင်အမားကဒီဒေါ်ဘာဝါနိုင်ကဥပဒေနဲ့အညီသူကလှုပ်ဆောင်လုပ်လို့ရှင်ယခုလိုသူ့မှာဟိုပြစ်မှုကျူးလွန်မှာတော့ဟိုတရားခံအဖြစ်ကိုရောက်ရမှာမဟုတ်ဘူးเนาะဖမ်းဆီးခံရမှာမဟုတ်ဘူးနောက်ဆုံးသူကရဲစခန်းမှာအမှုမဖွင့်ခြင်းဘာဒါအမှုတစ်ခုဖြစ်တယ်ဆိုရင်သွားလာရစရိတ်တွေကုန်ကြစရိတ်တွေအများကြီးဟုတ်လားအချိန်တွေပေးရတယ်လားတွေအများကြီးနဲ့အမှုတစ်ခုဖြစ်တယ်ဆိုရင်အဲ့လိုမျိုးမလုပ်ချင်ဘူးဆိုရင်နောက်ဆုံးဒီခိုးခိုးမိတဲ့เนาะဒီတပစ္စည်းခိုးတဲ့အမားကိုနောက်ဆုံးရက်ကျေးရက်ကျေးအုပ်ချုပ်ရေးမှုဥက္ကဋ္ဌတွေစီကိုအပ်လိုက် နော်အဲ့ဒီမှာအပ်ပြီးတော့ခံဝင်တဲ့လက်မှတ်ရေးထိုးခိုင်းလိုက်ဒီလိုမျိုးသွားရမှာဒီဥပဒေနဲ့ညီသွားရမှာအဲ့ဒါကိုမလုပ်ဖဲနဲ့ဥပဒေမဲ့စွာပဲလုံးရက်ပြီးတော့ရိုက်နဲ့ကျူးလွန်ပြီးတော့ရရက်ဆက်ဆက်ကလင်းငယ်ကိုပါနော်လူမဆန်စွာဒီလမ်းတိုင်ပေါ်မှာနေကင်းကြောင်တော်ကြီးမှာလည်းဟိုမှာကျိုးချီချားပြီးတော့ဟလာဥပဒေမဲ့မင်းမဲ့ဆဲရိုက်ဆန်သွားလောက်ခဲ့တယ်ဒီပြစ်မှုကျူးလွန်သူမျိုးသမီးရဲ့နာမည်ကဒေါ်ရခိုင်မလို့သိရပါတယ်ဒေါ်ရခိုင်မနဲ့အတူပါလာတဲ့ကလေးကသူ့ရဲ့ညီလို့လဲကျမတို့သတင်းရရှိထားပါတယ်နော်သူ့ရဲ့ညီပေါ့နော်အဲ့ဒီညီကြီးက ်ခလေးကဘာမှပြစ်မရှိဘူးလေခလေးငယ်တယောက်ကိုဒီလိုမျိုးမလုပ်သင့်ဘူးခလေးငယ်ကိုဘာသူကတွန်းရိုက်တွန်းပြီးတော့လှဲလိုက်ပြီးတော့ဒီအခုသူ့ဆိုင်ရှိရဲ့သူ့ရဲ့ဆိုင်ရှိမှာရှိတဲ့ဓာတ်တိုင်မှာနှိမ့်ကင်းကြောင်တော်ရင်နော်သူတို့ဒီတိုးဓာတ်တိုင်မှာတိုးတုတ်ထားတဲ့လမ်းမပေါ်ကြီးမှာနောက်ပြီးတော့ဒီဟာကိုရိုက်ပြီးတော့သူရိုက်နေပြီးတော့ဒီစဲဆိုပြောဆိုရိုက်နေတဲ့ဟာတွေကိုဆိုရှယ်မီဒီယာပေါ်မှာတင်လိုက်တယ်ဟုတ်လားဒါတွေကဥပဒေနဲ့မငြီပါဘူးနော်ကျမပြောပြမယ်နော်ရာဇဝင်းတင့်ထုံပုံမှန် 59အရာခိုးမှုဆိုင်ရာတခိုးတွေကိုဥပမာနော်ခိုးမှုဆိုင်ရာတခိုးတွေကိုဒီပြည်သူတွေကနေပြီးတော့အရသာပြည်သူတွေကမြည်သူမဆိုးဖမ်းဆီးခွင့်ရှိပါတယ်ဖမ်းဆီးလို့လက်ရောက်ဖမ်းဆီးလို့ရပြီဆိုဆိုရင်တပ်ဆိုင်ရာဌာနဆိုင်ရာဥပမာရဲဥပမာနော်ရဲလို့ဘာလို့တပ်ဆိုင်ရာဌာနဆိုင်ရာကိုအပ်ပေးရပါတယ်နော်သူ့ရဲ့ဥပဒေနဲ့အညီအဲ့ဒီမျိုးကို မလုပ်ဖဲနဲ့ ူကသူ့ရဲ့စိုင်မှာဒီမင်းမဲစရိုက်ဆန်ဆန်နဲ့ဒီလိုမျိုးပြုမှုကျင်တုံးခဲ့ကျင်တုံးခဲ့တယ်နောက်ပြီးတော့အရွယ်မရောက်သေးတဲ့ကလေးငယ်ဒီကလေးငယ်ကပြစ်မှုကျွန်းလွန်ရမှာမပါဘူးလေဟုတ်လားဒီအရွယ်ကပြစ်မှုကျွန်းလွန်တတ်တဲ့အရွယ်မဟုတ်ဘူးအဲ့ဒီဟာကိုကလေးကိုလည်းသူကကိုထိလက်ရောက် ကလေးကိုတွန်းတွန်းပြီးတော့အိမ်မှာဟိုမျိုးသမီးတော်ရခိုင်မကိုသူ့ဆိုင်မှာပါးရည်နားတွေရိုက်ပြီးတော့ဆဲဆိုပြီးတော့လုပ်တယ်ဒီတော်ရခိုင်မကိုသူ့ရဲ့ခြေထောက်နဲ့တက်ပြီးတော့နင်းထားတာတွေအဲ့ဒီအချိန်မှာကလေးငယ်ကိုတွန်းထိုးတွန်းလိုက်တာတွေနောက်ပြီးတော့ဓာတ်တိုင်မှာကလေးငယ်ကိုဒီတော်ရခိုင်မနဲ့အပါဝင်ပူးတွဲပြီးတော့ခြေထိုက်တာတွေကလေးငယ်ကိုဒီကလေးငယ်အပါပဲကလေးကိုဒီမိန်းမကိုရင်ွေးပူပူနဲ့လောင်းချမယ်ဆိုတဲ့ဟာတွေကိုချိန်ချောက်ပြောဆိုခဲ့တယ်အဲ့ဒီဟာက ဘာဥပဒေနဲ့မြောက်သွားလဲဆိုတော့ကလေးသူငယ်ဥပဒေပုံမှန်တရားကာကြီးနဲ့မြောက်သွားပါတယ်เนาะတရားကာကြီးနဲ့မြောက်သွားပါတယ်ဥပဒေအကြောင်းကိုမနာတယ်ပဲနဲ့ဥပဒေမဲ့ဆန်းဆိုတော့ရက်ကိုပြုတ်လုံးကြီးလိုက်တဲ့အခုဒေါ်ဘာဝါ line ကတရားဥပဒေရဲ့စီရင်ကိုခံရပါတော့မယ်အမေမိမိကတရားလိုဖြစ်ပါလေနဲ့တရားခံဘဝကိုရောက်သွားရတာကိုယ့်ရဲ့တိုင်မှာပျက်စီးကိုခိုးယူပါလေနဲ့တခိုးကိုမိပါလေနဲ့ဟုတ်လားဟိုတရားဆွဲဆိုရမှာကကိုကိုတိုင်းဖြစ်ရတာနဲ့ကိုကိုတိုင်းအဖြစ်တရားခံဘဝကိုပြန်ရောက်သွားတာကဥပဒေအကြောင်းကိုနားမလဲလို့နော်ဥပဒေအကြောင်းနားမလဲတာပါတယ်နောက်ပြီးတော့ ငါဆိုတဲ့အတ္တမာနတွေနော်ရိုင်းဆိုင်စွာနဲ့ဒီပေါ့လူမဆန်တဲ့လောက်ရက်တွေမင်းမဲ့ဆရာ့ဆန်တာတွေလောက်ရက်တွေနောက်ပြီးတော့သူပြောသွားတာရှိပါသေးတယ်ဟုတ်လားရွှေပြည်သားဟမ်ရွှေပြည်သားမှာငါတတိရှိလို့လာနေအပေါ့ sorry နော်လှိုင်းသားရမှာတတိရှိလို့လှိုင်းသားရမှာနေတဲ့ဆိုတဲ့စကားကလှိုင်းသားရမြို့သူမြို့သားတွေပြည်သူပြည်သားတွေကိုစော်ကားလိုက်တာပဲစော်ကားလိုက်တာပဲနော်အဲ့တော့ကျွန်မကဥပဒေနဲ့အညီလောက်ဆောင်ပြီးပါပြီမိဘပြည်သူများစိတ်ချနဲ့အားရစွာဟိုဝမ်းမက်တတရှိပါတော့နော် သက်ဆိုင်ရာကနေပြီးတော့အေးအယူဖမ်းဆီးပြီးတော့အေးအယူစစ်ဆေးနေပါပြီเนาะဥပဒေတိုင်းလောက်ဆောင်ပါလိမ့်မယ်ကျမမနဲ့ပြန်ဒီဒေါ်ရခိုင်မရှိတဲ့နေရာကိုကျမသွားရောက်ပါလိမ့်မယ်เนาะဒေါ်ရခိုင်မဟိုကျမတို့ဟိုအပိအမြလောက်ချင်တာမဟုတ်အဓိကကခလေးငယ်စိတ်တန်ရရွာတဲ့ခလေးငယ်ကိုကျမတို့ကူညီလူတန်းချင်တဲ့လူများကျမနဲ့